ဆက်ပြောလာလဲဆိုတော့နောင်းနေမှာဆဲမယ်ဆဲမယ်ချမ်းချမ်းကိုနည်းနည်းဆဲမယ်ဘလို့နေထားလဲဆိုလာကြည့်ရအောင်အစင်းနှမ်းမျိုးဘလို့အုံနောင်မျိုးဘလို့နိုင်ငံရေးအတွေ့အကြုံဘလို့တိုင်းပြည်ကိုအသိစိတ်နဲ့သူပြောလာလဲတော့ကျွန်တော်မသိဘူးပေါ့နော်မ ဘာဖြစ်လဲဆိုတော့အမတို့မမြင်ရဘူးရေပေးပဲဖြစ်ဖြစ်မီးပေးပဲဖြစ်ဖြစ်ငလျင်ပေးပဲဖြစ်ဖြစ်ဒီတဘာဝဘေးရနေရဆိုတာလူမမြင်နိုင်ဘူးဟုတ်တယ်နော်အမတို့မြန်မာနိုင်ငံ2008 2008ဒီဝင်းကျင်တုန်းကလည်းအမ2008တုန်းကလည်းနာခစ်ဆိုတာဖြစ်ခဲ့ပြီးပြီးမြန်မာနိုင်ငံကြီးတစ်ခုလုံးပျက်စီးသွားတယ်ဒါပေမဲ့ဒီဟာကြီးကိုပြန်ပြီး control လုပ်ဖို့အတွက် handle လုပ်ဖို့အတွက်အစိုးရရဲ့လုံဆောင်မှုတွေဟာတေးကြဖို့ညှန်းဆန်းမှုတိကျမှုဆိုတာကအရင်ကအရေးကြီးတယ်မဟုတ်လို့ရှိရင် အစိုးရရဲ့လှုပ်ဆောင်မှုမှန်ကန်မှုတိကျမှုတွေမြန်ဆန်မှုအရေးကြီးတယ်ဆိုတာခုနှစ်တသမခုနှစ်တိုက်ခိုက်သွားတဲ့ငလင်ကိုချက်ချင်းလက်ငင်အိုင်းနေရကျွန်တော်ဆရာတော်ဦးရသူမစိုးရင်ဆရာတော်เนาะကျွန်တော်လိုက်လွင်တယ်ကျွန်တော်အိုင်းပို့စ်ကိုချက်ချင်းဖြတ်ပေးလိုက်တယ်ကျွန်တော်ကိုချင်းစားလိုက်တယ်လဘကတိုင်းမူကြီးကအတူလဲလူပဲလေချက်ချင်းဖြစ်တာယူ तू ဘလို့လို့ဆယ်ရန်နေရရင်လုံနိုင်မှာတော့ အစော်ဦးရဲ့ကြီးစောက်ပြီးပါပြီဆိုပြီးတော့သူ့ပြောရမယ်ပုံဦးမယောင်လာရင်သူ့သတင်းပို့ရမယ်ပုံဆိုတော့အဲ့တော့ငလျင်ဖေးတင်တာပဲဖြစ်ဖြစ်တဘာဝဘေးရန်နေဖြစ်တဲ့အခါမှာတဘာဝအေးဘေးရန်နေကိုခံနိုင်တဲ့လွတ်ကင်းတဲ့နေရာမျိုးတွေအမှန်ပါရွေးချယ်ရတယ်မြန်နေရမမာနေနေရတော့ဟမ်ဖေးလို့မှနေပမာနေနေလဲလို့ဟမ်အီတလီလို့မရဘာပြောနေရလဲမသိဘူးက ရှိရင်အမားတို့ကနိုင်ငံတကာအကူအညီတွေမလာခင်မှာအရေးပေါ့အနေနဲ့စောင့်ရှောက်မှုတွေလုပ်ထားနိုင်တဲ့မြို့တစ်ခုချင်းစီမှာဒါကတော့အမားရဲ့စေတနာပေါ့နော်ဒီလိုမျိုးလေးအမားအမားရဲ့စေတနာစေတနာကြည့်မြန်မာပြည်ပြန်လာခဲ့မြန်မာလေးကိုကြီးနဲ့တွေ့ပဲစေတနာကြည့်မြန်မာပြည်ပြန်လာခဲ့ ကိုကြီးနဲ့တွေ့မယ်ဟမ်ဟောချိုပြီးတော့မှငလျင်ငလျင်လုံးမှာကိုရှောင်ဖို့အတွက် အစာအုပ်တွေဘယ်သူမှမနေဘဲနဲ့စောက်ထားပေးရမယ်။ခေါင်းထဲမှာအီတလီသုပ်ဖို့ဝင်မနေနဲ့။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့အီတလီရောက်ချမ်းချမ်းရဲ့ပြောဆိုပုံတွေကိုအဘသားအာကြီးထောက်ပြလိုက်တဲ့ရုပ်တံနဲ့အတူပြည်သူများငလင်တန်တင့်ချိန်မင်းအောင်လိုင်ဤညွှန်ကြားချက်အရာသာသနာရေးတူဝင်ကြီးမန္တလေးဝင်ကြီးချုပ်နဲ့စစ်ဘိုလ်ချုပ်တစုက ကြောက်ဆဲရွှေတိန်တော်ဖရားတွင်အတိထံပွဲထူရရချီနေတဲ့ထူးခြားတဲ့င်းနဲ့ပါတင်ဆက်ပေးခြင်းပါတယ်မြန်မာနိုင်ငံအလဲပိုင်းတွင်ပြည်သူများငလင်တန်ကြောင့်တေဆုံးပျက်စီးမှုများဖြစ်ပေါ်နေခြင်းစစ်ကောင်စီတာတနာရေးတူဝင်ကြီးမန္တလေးဝင်ကြီးချုပ်မျိုးကျော်နှင့်စစ်ဘိုလ်ချုပ်တစုကကြောက်ဆဲမျိုးရွှေတိန်တော်ဖရားတွင်အတိထံပွဲထူရရချီသွားကြောင့် ကျောက်ဆယ်မြို့နေတန်ငါနာရဲကအဖွဲ့ဝင်တန်ဃာတော်တချို့နှင့်ကျောက်ဆယ်မြို့ပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည့်ဧပြီလ၄ရက်နေ့စစ်ကောင်စီလက်အောက်ခံမန္တလေးတိုင်းဝန်ကြီးချုပ်မျိုးကျော်သာသနာရေးတူဝန်ကြီးနှင့်စစ်ဘိုလ်ချုပ်တစုကမဟာရွှေတိန်တောင်ဖျားတွင်အတီးထံတရရှိဖီငပြောပွဲထိုး၍ပွဲပေးကနိုင်ငံတော်ကပေးသိမှုကိုကြော်လွှားရန်ရကြချီခဲ့ကြကြောင်းအဆိုပါရရချေမှုမှာနေပြည်တော်မှစစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်ဤညွှန်ကြားချက်အရာဖြစ်ကြောင်းသိရှိရသည် တဲ့သူပြောတာလည်းတော့ကျွန်တော်မသိဘူးပေါ့နော်သူပြောတဲ့ဟာလိုင်းရတယ်နော်ကျွန်တော်ဒီမှာကြည့်နေတာကျွန်တော်ပြောချမ်းချမ်းကိုချမ်းချမ်းကိုကျွန်တော်ဗာပြောခြင်းလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံထဲမှာနေတယ်ပေါ့နော်ချမ်းချမ်းကိုကျွန်တော်ဗာပြောခြင်းလဲဆိုတော့ကျွန်တော်ပြောကြရစကားရှိတယ်ပြောကြရစကားကျွန်တော်ဘယ်လိုရှိလဲဆိုတော့အင်တာနက်လိုင်းရရှင်းမတင်ဟော့စပော့လွှင့်ထားလားဟုတ် နော်တစ်ချက်တော့ပြေးစမ်းပါဦးမဟုတ်ကျွန်တော်ပြမလို့ကျွန်တော်ပြည်သူလူထုကိုဒီလိုလူတွေကိုမိုင်းတိုက်ရင်ဘလို့ပွားမျိုးရောက်လဲဆိုတာဒီမှာဖြစ်နေဆိုအမှားမှမင်းကရေးပေးပဲဖြစ်တယ်မီးပေးပဲဖြစ်တယ်ဝလီယံပေးပဲဖြစ်တယ်ဒီတဘောကဘေးရနေဆိုတော့လူကနေနိုင်ဘူးဟုတ်တယ်နော်အမှားမှမင်းကလည်းခွန်တယ်ခွန်တယ်ဒီလိုဆက်ရှိဒီဝိဇ္ဇာကလည်းတော့ဖြစ်တယ်ပါလေဒါကျဆိုဖြစ်ခဲ့ပြီးပြီအမှားတိုင်းကအိမ်တို့ကိုပြန်စီသွားတယ်ဒါပေမဲ့ဒီဟာရုပ်ပြန်ပြီးကွန်ထရိုးလုပ်ဖို့အတွက်ဟန်ဒယ်လုပ်ဖို့အတွက်အစိုးရရဲ့လုံဆောင်မှုတွေဟာတေးချဖို့ ညာဆန်မှုတိကျမှုဆိုတာကအကျန်းကိုအရေးကြီးတယ်မဟုတ်လို့ရှိရင်အစိုးရရဲ့လုံဆောင်မှုမှန်ကန်မှုတိကျမှုတွေမြန်ဆန်မှုအရေးကြီးတယ်ဆိုတာခုနှစ်တသမခုနှစ်တိုက်ခိုက်သွားတဲ့ငလင်ကိုချက်ချင်းလည်းငယ်ကြီးအဲ့ဒီကကျွန်တော်ဆရာတော်ဦးရသူမစိုးရင်ဆရာတော်နော်ကျွန်တော် live တွေနဲ့ကျွန်တော်အဲ့ post ကိုချက်ချင်းပြတ်ပေးလိုက်တယ်ကျွန်တော်ကိုချင်းစာလိုက်တယ်လာဘကတိုင်းမူကြီးကအတူလည်းလူပဲလေချက်ချင်းပြတာကြီးကသူဘလို့လို့ဆယ်ရန်နေရရင်လောက်နိုင်ပါတော့အများကြီးတမျိုးလုံးနေတာအတိုင်းနာမှာလူတွေတိတ်ကြတာလေခုံးကြီးတွေပဲ ဖွဲ့နေတော့လူပဲလူတွေလည်းတေကြတာစကိုင်းပီလာတယ်အများကြီးတေကြတာချက်ချင်းလည်းငယ်ဘလို့လို့လုံနိုင်မှာတော့ပြောချင်တာအဲ့တော့အခုအမြန်ကန်ဟမ်ဒီလူတွေတေကြရအရှာခံစားရတယ်တိုးတက်မှုတွေနောက်ကျတယ်အဲ့တော့အမမကမကားပြီးပြန်ဖြစ်တာမြင်ရဖို့ပြန်လည်းတိုးတက်တာနောက်ကျတယ်ဟုတ်ညံဘုတ်တက်လာတော့တင်းနေစိမ်မှုဆိုရှိရတာပေါ့နော်ဘလို့ကြော်နေမှုပြင်ဆင်မှုရှိရတာလဲဆိုတော့ညိုနေတိုင်းညိုနေတိုင်းမှာနောက်ပိုင်းမှာအမတို့ကအဆောက်အအုံပေါ့နော်အဲ့အဲ့တိုင်းတိုင်းကပေါ့ငရင်းငရင်းတိုင်းခါလိုက်တဲ့အိမ်ဆိုဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးအခုလောလောဆယ်မှာဒါပေမဲ့ မြို့နယ်တိုင်းမြို့နယ်တိုင်းနဲ့တိုင်းတိုင်းအိမ်တိုင်းနဲ့မလင်းတန်းကတော့စောင်းနေလို့အခုမန္တလေးမှာသွားကြည့်လိုက်တချို့တဲတွေလည်းမပြူဘူးနော်စကိုင်းပီလာဆိုတာနမကြီးဟိုမှာဒီယိုတဲကိုကမ်းလာ26နားမှာနော်တကယ်အကောင်းကြီးတချို့သူကျွေပြားကက်ထားတဲ့ကိုက်ကြီးကျူတာတာကတဘာဝဘေးနော်တဘာဝဘေးအဲ့ဒီတဘာဝဘေးတစ်ခုကိုရေဆိုင်ရတာကိုအစိုးရကိုပြောတယ်တဲ့သူ့အမေတော်စုကြည့်တော့မှာပြောလေဟမ်တဘာဝဘေးဆိုတာနေ့စဉ်တိုင်းဖြစ်မှာပဲတဲ့ ဒီမှာဒီမှာဒီငလေးဖြစ်ပြီးတဲ့အချိန်မှာလူတွေရှာကြအနေနဲ့ခိုတဲဖို့အတွက်စောက်တဲ့အဆောက်အအုံဟာငလေးထံကိုခံနိုင်တဲ့အဆောက်အအုံမှာဖြစ်တာပဲအဲ့တော့ငလေးငလေးလုတ်ပြီးတော့တဲ့ဘောတော့နေဖို့စောက်တဲ့အဆောက်အအုံမှာတဲ့ငလေးတန်ခံနိုင်ရမယ်တဲ့ဟာဘာလို့သူပြောနေရလဲယူနေရလားဘယ်အချိန်စောက်မှာတော့အခုချက်ချင်းအိမ်တလုံးကဒီအဆောက်အအုံစောက်တဲ့အခါမှာအဆောက်အအုံကကျဲကျဲရတဲ့အပြင်ကိုငလေးတန်စနစ်နဲ့လောက်ထားတဲ့အဆောက်အအုံဖြစ်မှသာရှာကြလာတဲ့ခိုရတဲ့လူတွေလုံးချုံမှ လုံခြုံမှုရှိမှဒါကြီးကအတိတ်ပဲရှိမှာပေါ့နော်ဟုတ်စောက်တဲ့အဆောင်ကကျေပြတ်မှလုံခြုံမှုရှိမှဆိုတာသူ့တကားတဲ့ငလင်းတန်းခံနိုင်တဲ့အဆောင်ဦးကြီးသောဦးရဲ့ချီဆောက်ပြီးပါပြီဆိုပြီးတော့သူ့ပြောရမယ်ပုံဦးမေအောင်လိုင်းကသူ့တရင်ပို့ရမယ်ပို့ဆိုတော့အဲ့တော့ငလျင်ခဲတင်တာပဲပြပြတဘာမှပြရတယ်ဖြစ်တဲ့အခါမှာတဘာမှအေးဒေးရနေရာကိုခံနိုင်တဲ့လွတ်ကင်းတဲ့နေရာမျိုးတွေအမှမရွေးချယ်ရတယ်ညညဘမနေနေရတော့အဖေလိုမနေဘမနေနေလေလို့အဲအီတလီလိုမရဘာပြောနေရလဲမသိဘူးသူကအဆောက်တဲ့အဆောက်အုံကားတဲ့ ခဏရေရှိရမယ်ဒီပါဘာလို့ပြောနေလဲခင်ဗျားတို့အုံနောက်ရှိတယ်ဆိုရင်စဉ်းစားကြည့်သူပြောတာမှန်ပါတယ်ဗျာမြို့တိုင်းမြို့တိုင်းတစ်ခုတစ်ခုမှာထားရမယ်ဆိုလို့ရှိရင်အခုလိုမျိုးအမားတို့မြန်မာနိုင်ငံမှာကလေးဖြစ်သွားတဲ့ခါမှာလမ်းမေးဒီမှာအိတ်နေကြရတာမျိုးဟုတ်လားငလီမလုတ်ခင်ကိုငလီလုတ်လာရင်နေဖို့အတွက်အစာဦးစောက်ပေးထားရမယ်တကယ်တော့သမီးသားပြီးကြီးအောင်တော့ဟမ်ကိုပေါ်ပြူလာပြီးစောက်ကခုကြီးအောင်ဒီမှာเนาะเนาะ မလီလှုပ်လာရင်နဲ့နေဖို့တိုင်ဖို့အတွက်ကိုကြိုးစောက်ထားရမယ်လေ။အော်အုံနောက်လည်းတော်တော်ရှိပါတယ်။တော်သေးတယ်နင်းယောက်ျားနင်းဦးလေ။စပုတ်နဲ့ပါဇက်ပဲလိုးလို့နှစ်ထင်းမှတက်လိုးလိုက်ရမှာ။နော်ရိုင်းလား။ဟုတ်ကဲတီးလို့ပြရမှမသိတဲဟုတ်လားဆိုလည်းအကောင်ပြူကြအဆောင်ဆိုလည်းပြူကြအိမ်ဆိုလည်းပြူကြဖုန်းကြီးကြောင်လည်းပြူကြလို့ဖြစ်နေရဲ့အချိန်မှာလူတွေကတဲဆရာမရှိခိုးဆရာမရှိစားဆရာမရှိစိတ်မရှိအဲ့တော့နိုင်ငံတကာအကူအညီတွေယူရတယ်နိုင်ငံတကာအကူအညီတွေတဘာဝဘေးလေဖြစ်မယ်လို့ဘယ်သူသိမှာတော့တဲကိုကန်အကူအညီယူရဟိုအကူအညီယူရဒီအကူအညီယူရဆိုတာအစိုးရရတဲ့ကာဝေးဦးတီချုပ်အနေနဲ့ဒီလောက်ဒီသူ့မှာ ကာဝေဦးကြီးချုပ်ကိုယ်တိုင်တပတ်ကချုပ်ကြီးကိုယ်တိုင်နောက်ဆက်ကအစိုးရတရက်လုံးတာဝန်ရှိတဲ့လူတွေအားလုံးကမြေဒီ ground ဒီဆင်းပြီးတော့မှတော့လောက်နေတာဟုတ်ဒီပေရိုမှာအင်္ဂလိပ်အီတလီလိုမရအဲ့လိုပဲအင်္ဂလိပ်လိုခံလိုက်ရရင်ခေါင်းထဲမှာလေတုပ်ဖို့ပဲရှိတော့တာဒီကောင်မကြီးကြည့်လိုက်ဘလာကြီးအချိန်ဆက်ကြတယ်မှာလူတွေကပေပေးနေရမှာလားထောက်လာမှပြောတာလူတွေကဒီချာမျိုးခန်းစားနေရမှာလားအစင်းမရှိပါမရှိလက်ကျိုးနေတယ်ဟာလားခြေောက်ပြက်နေတယ်ပုံစော်နန်းနေပြီအဲ့လိုပေးမဲ့လူမရှိဖြစ်နေတဲ့အချိန်မှာမျိုးကဒီလိုမျိုးကမှတော့ပြင်ဆင်နိုင်ထားနိုင်ခဲ့တဲ့အဆောက်အုံရှိနေမယ်ဆို ။အော်ငလင်းငလင်းလုံးရင်နေဖို့ဆိုပြီးတော့တကားတဲ့စောက်နေတာရပါ။ဟမ်ပုံနေတယ်ပြက်နေတယ်ခြေထောက်နေတယ်။ तू ကနေတော့အီတလီမှာစောက်ဖက်ကိုကြည့်အောင်။အော်ဒါကြောင့်မလို့နော်အမှုပညာသမားတဲ့။အရှင်အမတို့ကနိုင်ငံတကာအကူအညီတွေမလာခင်မှာအရေးပေါ့အနေနဲ့စောင့်ရှောက်မှုတွေလုပ်ထားနိုင်တယ်မြို့တစ်ခုတည်းစီမှာဒါကတော့အမရဲ့စေတနာပေါ့နော်ဒီလိုမျိုးကြီးအမအမရဲ့စေတနာလေစေတနာကြီးမြန်မာပြည်ပြန်လာခဲ့ညီမလေးကိုကြီးနဲ့တွေ့ပဲ စေတနာရှိညီမပြီးပြန်လာခဲ့ကိုကြီးနဲ့တွေ့မယ်ဟမ်ဟောချိုပြီးတော့တော့မှငလင်းငလင်းလုံမအောင်ရှောင်ဖို့အတွက်အဆောက်အဦတွေဘယ်သူမှမနေဘဲနဲ့စောက်ထားပေးရမယ်ခေါင်းထဲမှာအီတလီတုပ်ဖို့ဝင်မနေနဲ့နော်ဖာတယ်မှာစောက်ပစက်ပြေးနေကြက်သိတုံးနေနော်နေဟောင်ကောင်းကောင်းထဲမှာဟဲ့လားနော်နေပြောနေဆက်ပြောနေပြောမှာနော်နေနိုင်ငံသားအနေမြန်မာပြည်ပြန်လာခဲ့နော်စောက်နိုင်ငံသားမှာညတိုင်းနင်းတရင်လီကိုစောက်လိုက်ပြင်းနေထိုင်လိုက်ပဲလုံးမနေနဲ့ မမမပြင်ဆင်ကြအောင်ဒီအချိန်မှာဘာဖြစ်လဲဆိုတော့မမမြင်နိုင်ဘူးရေနေတဲ့ဖြစ်ဖြစ်နေနေပဲဖြစ်ဖြစ်ငလျင်လေးပဲဖြစ်ဖြစ်ဒီကဘာမှဖြစ်နေရဆိုတာလူမမြင်နိုင်ဘူးဟုတ်တယ်အမေဒီမှာနိုင်ငံ2000ခုနှစ်ခုနှစ်2008ဒီဝင်းကျင်တော့လေမ2008တော့လေဒါဖြစ်ဆိုတာဖြစ်ခဲ့ပြီဟိုတကယ်နော်ဒီနေရာမှာတခုပြောချင်တာကချမ်းချမ်းဟိုငါနာမည်ဇော်ဘုံဝင်းမြန်မာနိုင်ငံပြည်ဦးလယ်မှာနေတယ်နော်နေတော့ကိုတခုပြောချင်တာကမနေ့ကိုလေခဲဘက်ချီးခဲဘက်တခုပို့လိုက်မယ်နေပြင်းတက်မာနေရလားအီတလီမာနေရလားအတူချီးခဲဘက်လည်းတီးလား နံပါတ်1ချီးခဲဘက်ကအမခိုင်နင်းဝေကျွန်တော်တဲ့အသက်ကြီးမှာပါပေါ့နော်အမခိုင်နင်းဝေပါထားတဲ့ချီးကိုကြော်ပြီးမှညို့ခဲဘက်ကိုလိန်ရင်နဲ့ expo ပို့လိုက်မယ်အမခိုင်နင်းဝေရဲ့ချီးကိုနင်းစားပြီးရင်ဖြူဖြူထွေးဖြူဖြူထွေးပါထားတဲ့ချီးကိုလက်လက်ဆက်ဆက်ညို့ခဲဘက်ပတ်ပြီးတော့မှခြေထိုးနဲ့လိုမျိုးပုံစံမျိုးညို့အမထည့်ပေးလိုက်မယ်ဖြူဖြူထွေးချီးကိုစားနော်သူများနိုင်ငံမှာအီတလီလိုးထားတဲ့ကောင်ကိုအလိုးခံရပြီးတော့မှ စော့အာမချောင်နဲ့နော်မြမပြိုပြန်လာပြီးတော့မှလာလို့နော်ဒီအချိန်နေအချိန်ကမျိုးမှာနင်တို့လူလူကောင်းမမျိုးတွေလားတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာသရေမှန်နဲ့စေတနာမှန်နဲ့ဆိုရင်နတ်သားကအစိုးရကိုဆက်သွယ်လို့ရတယ်ကျမတို့ကဣတလီမှာပြင်သစ်မှာဘလို့နေရပါတယ်ကျမတို့မြန်မာပြည်ကိုလည်းပြန်မလာပါဘူးစမိုင်းစမိုင်းနောက်တစ်ပြောက်စမိုင်းရှိသေးတယ်ကျမတို့မြန်မာပြည်ကိုပြန်မလာပါဘူးအလူခံခွက်ခေါက်သရောင်းသားမှပန်ဆယ်လို့ ကျွန်မတို့မြန်မာပြည်ကိုပြန်မလာဘူးဘယ်တော့မှပြန်မလာပါဘူးဒါပေမဲ့ကျွန်တော်တို့ကျွန်မတို့မြန်မာပြည်သူပြည်သားတွေအခုလိုဒုက္ခရောက်နေချိန်မှာတော့ကျွန်မတို့အနေနဲ့မလျင်တန်တင့်နေတဲ့ပြည်သူပြည်သားတွေကိုကျွန်မအစိုးရတရုတ်ဆောင်ချမ်းချမ်းအနေနဲ့1ဘီလီယံလူပါတယ်ကျွန်မစမိုင်းအနေနဲ့ကျမမြန်မာပြည်ကိုပြန်မလာဘူးနော်ဒီလူလူဝင်လူလို့မြန်မာပြည်ကဘာခွင့်ရမှမယူဘူးကျမတို့10ဘီလီယံလူပါတယ် မစလို့ကျမကတော့ခွက်ခေါက်တောင်သားဘဝကနေပြီးတော့မှမြမပြည်သူပြည်သားအတွက်နှစ်ဘီလီယံလူပါတယ်လို့နင်တို့ထုတ်ပြောလိုက်အစိုးရအောင်ပြောပြီးလူလိုက်လေဟမ်လူလိုက်လေနင်တို့ဘာတကူမှမလူပဲနဲ့တိုင်းတစ်ပါးကနေငါတို့ဘက်ကရုပ်ကြီးဦးမေအောင်လည်းဂျိုးရီယာသွားတော့လေလောင်း ICC ရဲ့ချေချေ လို့ဗီလာရီလို့အခုရိုးရိုးအိန္ဒိယသမရာလို့ ਨੇ ဟမ်နင်တို့တွေအတိုင်းပြည်ပေါ်မှာနိုင်ငံပေါ်မှာပြည်သူလူထုပေါ်မှာတရင်မင်းအာနဲ့မရင်းနဲ့ကျမစေတနာနဲ့ပြောတာပါနော်အဲပြောပါလေစောတာချမ်းချမ်းပြောပါလေစကားကျမစေတနာနဲ့ပြောတာပါဒါတွေကိုစီမံထားရမယ်နင်အစိုးရလာလုပ်လိုက်နော်အစိုးရလာလုပ်လိုက်နင်အမေတော်စုကြီးဘာပြောသွားလဲဟမ်နင်အမေတော့ဘာပြောသွားလဲလို့နင်တို့ နေတော့အရာကိုချင်းလာပါပြီဆိုတော့နေတော့မွေမွေစုဟမ်နေတော့မွေမွေစုဘာပြောသွားလဲဟမ်ဒီမှာငါထားတော့ပါလေဘယ်ရောက်သွားလဲတော့မသိတော့ဟမ်နေတော့တကယ်အောက်တန်းစားတွေအောက်တန်းစားတွေနေတော့အမှုပြညာတဲ့လူများတချို့တော်တော်များများအောက်တန်းစားတွေနော်တိုင်းဒီပေါ်မှာဗာလေးရမလဲရုပ်လေးပန်းပြပြီးတော့မှဟမ်အဥစ္စာ အကုန်လုံးကနေတော့ကလေအနာရှိရင်တော့ဆက်ပေါ့နော် နင်တို့ကမစစ်လို့မစစ်မှန်းမဘူးနင်တို့ယူထားတဲ့ယောက်ျားတွေမင်းတို့ယူထားတဲ့မိန်းမတွေအင်းကြီးလေးကြည့်ရအခုလိုက်လွတ်နေလို့ပြီးရင်တရင်ပို့လိုက်မယ်ပြောမှမူကြီးဘူးနော်အေးနော်အဲ့တော့နင်တို့ယူထားတဲ့ယောက်ျားတွေကလည်းလူပြုံမစစ်ဘူးနော်နင်တို့ကိုယူတဲ့နင်တို့ရဲ့ဥစ္စာကလည်းအစောက်ခေါင်းကကျနေပြီအစောက်ခေါင်းကျပြီးစတော့ပေါ်ပါလိုက်ကျပြီးတော့တိုင်းပြည်ကိုပြက်လို့ပြက်စီအကုန်လုံးပလိုက်တာ အခုငါသိအောင်哦ပြည်ဒီဦးဘယ်နဲ့ကနေစကိုင်းသွားမလားပြောစကိုင်းမှာဟာကိုတက်ချင်တဲ့လူရှိတယ်ပြည်ဒီဦးအတက်မှာမဟုတ်သွားမလားဆိုမသွားရင်နော်အဲ့တော့မင်းတို့ကဘာလဲတူလဲဆိုတော့မင်းတို့ကသူများပါဇက်လုတ်တိုင်းစိတ်လုတ်ရှားတယ်သူများရဲ့ပါဇက်ပေါက်မှာမင်းတို့လမ်းဆုံးတယ်မင်းတို့ဘုရားကြီးကသူများပြောလိုက်တိုင်းပြောလိုက်တိုင်းသူများပါဇက်ပေါက်မှာလမ်းဆုံးတယ်ဆိုတော့ဘယ်တော့ပဲအမိုက်တောင်းနဲ့ရောက်တာပေါ့